ခခိဘတ်နေမြင့်အတွင်းကဖြိုချဖို့ကြံနေတဲ့အဆောက်အဦ453လုံးကိုဆက်လက်ဖြိုချဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြဝတီမက်ထော်ဒလီခိခိဘတ်နေမြေအတွင်းကအွန်လိုင်းလိလယ်လောင်းကစားမှုတွေကျွလွန်ရမှာအသုံးပြုတဲ့အဆောက်အဦ635လုံးရှိတဲ့အနက်182လုံးကိုနိုဝင်ဘာလ20ရက်နေ့ညနေ6နာရီအထိဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီးကြန့်ရှိနေသေးတဲ့အဆောက်အုံ453လုံးကိုဆက်လက်ဖြိုချဖျက်ဆီးနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့နိုင်ငံတကာနဲ့တက္ကသိုလ်လုံးကိုအနေနဲ့ပြီးနေတဲ့ online လိမ်လည်မှုတွေ online လောင်းကစားမှုတွေတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကိုအမျိုးသားရေးတာဝန်တရက်အနေနဲ့အလေးထားတိုက်ဖြတ်ဆောင်ရွက်နေတယ်လို့သိရပါတယ်2021ခုနှစ်နောက်ပိုင်းကစတင်ကတိုက်ပွဲတွေဖြစ်ပွားလာတဲ့ထိုင်းမြန်မာနယ်စပ်ကရွှေကုတ်ကိုနယ်မြေနဲ့ခေခေဘတ်နယ်မြေတွေကိုအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူတွေဟာအင်းနီးချင်းနိုင်ငံတွေကနေဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကစလို့ခေခေဘတ်နေမြေနီတူရွှေကောက်ကိုနေမြေအတွင်းမှာလဲရှင်းလင်းမှုတွေလုပ်နေပြီးနိုဝင်ဘာလ20ရက်နေ့ညနေပိုင်းအထိအဆောက်အဦ6လုံးကိုရှင်းလင်းနိုင်ခဲ့ပြီးအဲ့ဒီအတွင်းကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာအသုံးပြုတဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုလည်းရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်ရွှေကောက်ကိုနေမြေအတွင်တရားမဝင်ဝင်ရောက်နေထိုင်သူတွေကိုဆက်လက်ရှင်းလင်းရမှာတော့ထပ်ပြေးတိမ်းရှောင်မှုစ조사နေကြတဲ့နိုင်ငံခြားသား405ဦးကိုလမ်းဆောင်လမ်းကွာတွေမှာဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။ ဖန်စီခဲ့တဲ့နိုင်ငံသားတွေထဲမှာပါကစ္စတန်၊အင်ဒိုနီးရှား၊အိန္ဒိယ၊ကင်ညာနဲ့အီသီယိုးပီးယားနိုင်ငံသားတွေအများစုပါဝင်နေပြီးဗီယက်နမ်၊နမီးဗီးယား၊ယူဂန်ဒါ၊နီပေါ၊ဇင်ဘာဘွေ၊ဖိလစ်ပိုင်၊ဘင်္ဂလားဒေ့ရှ်၊ဆီးရီးယားလီဂွန်၊လိုင်ဘေးရီးယား၊နိုင်ဂျီးရီးယား၊အီဂျစ်၊တီရီလင်ကာ၊ဂါဇက်စတန်၊ဥစ်ဘက်ကစ္စတန်နိုင်ငံသားတွေပါဝင်နေလို့လည်းသိရပါဗျ။ ထိကုတ်ကုနယ်မြေအတွင်းဖောက်ထုတ်ရှင်းလင်းမှုတွေအရာနိုင်ငံအတွင်းကိုတရားမှုဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံခြားသော2016ဦးနဲ့အွန်လိုင်းလင်လေလောင်းကစားမှုတွေကျူးလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံးမိုဘိုင်းဖုန်း2150လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ မြောက်ပြည်မြို့နယ်အလံဝေးကွာနေတဲ့အဲ့ဒီနေမျိုးတွေဟာတိုင်းရင်းသားလက်နက်ကိုင်း EOS KNU KNLA အဖွဲ့တွေ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ EEO အဖွဲ့အချို့နဲ့နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်လုက ାଇ နေကြတဲ့နေမျိုးတွေ ဖြစ်ပြီးကုကျိုးရှာစည်းဝါးရေးတမားတွေဟာအဆိုပါအဖွဲ့တွေနဲ့ချိတ်ဆက်ကအွန်လိုင်းလိမ်လည်လမ်းကစားမှုတွေကိုကျူးလွန်နေကြတယ်လို့သိရပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်အနီးဝန်းကျင်နေရာတွေမှာနေမြေစုမိုးရေးနဲ့နေမြေရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေကြတာကြောင့်နေမြေပြန်လည်ငြိမ်းချမ်းလာချိန်မှာအွန်လိုင်းလိင်လေလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်းစတင်ဆောင်ရွက်ခဲ့ပြီးရွှေကုတ်ကူနေမြေနဲ့ခေခေဘတ်တွေမှာရှိတဲ့အွန်လိုင်းလိင်လေလောင်းကစားမှုအမြင့်ပြတ်ပပျောက်ရေးဆောင်ရွက်နေတယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ရှင်းလင်းရေးအဖွဲ့တွေဟာအဲ့ဒီဒေတာမှာအွန်လိုင်းလိလင်လောင်းကစားမှုတွေလုံးဝပြန်လည်အခြေမချနိုင်စေဖို့နဲ့ဒုစရိုက်လုပ်ငန်းတွေထပ်မံမလုပ်ဆောင်နိုင်စေဖို့အတွက်ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုရင်ရန်တရားတွေပြင်ဖောက်ခွဲဖြစ်စည်းမှုတွေပါဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။ နေဆက်တီတာအွန်လိုင်းလင်လင်လောင်းကစားမှုတွေကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား1016ဦးကိုမြဝတီမြို့နယ်ပူလွဲပူကျေးရွာအုပ်စုရွှေကုတ်ကူမြိုင်ကျေးရွာအတွင်းမှာရှိတဲ့လုံထင်းဝန်းကအဆောက်အဦတွေမှာထိမ့်သိမ်းထားရှိပြီးတရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီးတဲ့ပြည်ပနိုင်ငံသား600ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါဗျာ။